ချက်တယောက်ဖြစ်လာဖို့အထူးအခြေခံအကျဆုံးလိုအပ်ချက်၅ချက်ပြည်သူများအားလုံးပဲမင်္ဂလာပါ Miss Knowledge ကနေပြီးတော့ပြည်သူတွေအားလုံးကိုကြိုဆိုပါရစေ Shift တယောက်ဖြစ်ဖို့ဆိုတာလွယ်သလားလို့မေးရင်တော့အဖြေကထင်သလောက်လွယ်မနေပါဘူးဒါပေမဲ့တင့်မှာဒီအချက်၅ချက်သာရှိနေခဲ့ရင်တော့ Shift တယောက်ဖြစ်လာဖို့အခွင့်အလမ်းတွေရှိလာမှာပါဒီတစ်ခေါက်မှာတော့ဒီအချက်၅ချက်ကိုပြောပြပေးခြင်းပါတယ်နံပါတ်1တိကျင်တက်ခြင်းတင်ယူခြင်းတဲ့စိတ် Shift တယောက်ဖြစ်ဖို့တိကျင်တက်ခြင်းစူးစမ်းလေ့လာခြင်းစိတ်ပြင်းပြပြရှိရပါမယ် ဒါမှသာကိုလေးလာတင်ယူနေတဲ့အပေါ်စိတ်ဝင်စားမှုရှိပြီးနေ့စဉ်အစ်စ်အစ်စ်ထွက်ပေါ်လာတဲ့ဟင်းပွဲတွေကိုဒီဇိုင်းမမတ်အမြင်မပြတ်လေးလာတင်ယူလို့စိတ်တွေဖြစ်နေမှာပါ။နံပါတ်1စူးစားခြင်းစိတ်တင့်ကျင်တက်ခြင်းစိတ်ရှိုံနဲ့မလုံလောက်ပဲအစွမ်းကုန်လေးလာစူးစားခြင်းစိတ်လည်းရှိနေရပါမယ်။ဘလို့အခက်ခဲပဲရှိနေနေစူးစားကြော်ပြက်ပြီးတော့လေးလာတင်ယူရပါမယ်။တိကံစိတ်ရှိပြီးတင်ဆရာမြင်ဆရာကြားဆရာများအားလုံးထံမှတင်ပြမှုများကိုစူးစမ်းလေ့လာတင်ယူရပါမယ်။ အိမ်ပြန်ရမယ့်အချိန်ကိုတော့မေ့နေပြီမိမိလုပ်နေရတဲ့အလုပ်တစ်ခုပေါ်စိတ်နှစ်ထားနိုင်စွမ်းလဲရှိရပါမယ်နံပါတ်3ဖန်တီးနိုင်မှုစွမ်းအားရှစ်တယောက်ဖြစ်ဖို့ဒီအချက်ကလည်းအရန်အရေးကြီးပါတယ်ဖန်တီးနိုင်မှုစွမ်းအားရှိနေမှသာမိမိဟင်းပွက်ရဲ့အရသာရောအမြင်နဲ့ပါဆွဲဆောင်မှုဖြစ်အောင်ချက်ပြုတ်နိုင်မှာပါဟင်းမွေးရဲ့ပုံစံကိုတတ်တမတ်သေးစိတ်ထဲမှာဆွဲမထားပဲအရသာအစ်စ်စန်းတစ်ခုနဲ့ပေါင်းဆက်ပြီးအစ်စ်တီထွင်နိုင်မှသာကိုပိုင်ဟင်းပွဲတစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ်။ နံပါတ်၄အတင်းပွင့်နဲ့တွဲပြီးအလုတ်လုံနိုင်စွမ်းရှိခြင်းကစ်ချင်မှာချက်ရပြုတ်ရတာဟာတူးတယောက်တည်းလုပ်လို့ရတာမဟုတ်တဲ့အတွက်အတင်းပွင့်နဲ့တွဲပြီးလယောညီတွေဖြစ်အောင်လှုပ်ဆောင်နိုင်ရပါမယ်။လုတ်ပေါ်ကန်ဘက်အချင်းချင်းလည်းရိုင်းပင်းကူညီပြီးမျက်နှာခန့်စိတ်ထားကသဘောထားကြီးကြီးနဲ့တိကျန်စိတ်လည်းရှိရပါမယ်။တယောက်နဲ့တယောက်အခြေဆက်မိမိလှုပ်ဆောင်နိုင်စွမ်းရှိမှ perfect timing နဲ့ဟင်းကောင်းတဲ့ဝဲကိုပြီးမြောက်အောင်ချက်နိုင်မှာပါ။နံပါတ်5တကူရေတန့်ရှင်းမှုနဲ့မိဖို့ဆောင်ထိမ့်သိမ့်ရေဒါကလည်းအရန်ကိုအရေးပါတဲ့အချက်တစ်ခုပါ ချက်တယောက်ဟာတကိုယ်ရတန်ရှင်းမှုရှိမှချက်တက်ပြုတ်တဲ့ဟင်းနိုင်ကတန်ရှင်းပြီးဘေးဥပတ်ကင်းဝေးစေမှာပါ။ကစ်ချင်နေရာကိုလည်းအမြဲမပြတ်တန်ရှင်းအောင်ထိမ့်သိမ့်ဖို့လည်းလိုပါတယ်။ပြီးတော့ချက်ပြုတ်ရမှာအသုံးပြုတဲ့အသုံးဆောင်တွေကအစတန်ရှင်းနေဖို့လည်းလိုအပ်ပါတယ်။ food and safety အတွက်ထုတ်ထားတဲ့ဆောင်းရံရှောင်းရံအချက်တွေကိုလည်းအတူလိုက်နာဖို့လိုအပ်ပါသေးတယ်။ဒါမှသာဘေးဥပတ်ကင်းပြီးအရသာရှိတဲ့ဟင်းကောင်းတစ်ပွဲရရှိမှာပါ။ အချက်ပါပြောခဲ့တဲ့အချက်လက်တွေအကုန်တင့်မှာရှိနေတယ်ဆိုရင်တော့တင်ဟာတစ်ချိန်မှာ chef တယောက်ဖြစ်ဖို့အခွင့်အရေးနဲ့လားလာကောင်းနေရှိနေပါပြီ။ဗီဒီယိုလေးကိုအပြည့်အထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရယ်။နောက်ထပ်ဗီဒီယိုကလစ်တွေမှာပြန်လည်ပြီးတော့ส่งဖို့ဆိုရင်တော့ like and follow လေးလုပ်ထားပေးရမှာဖြစ်ပါရယ်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ။